အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ဒေါ်စုတန္တာတိဖြစ်ပါတယ်ကျမအထက်တန်းရှိနေတူဖြစ်ပါတယ်ရှင်ဒီနေ့ကျမဆွေးနွေးမြဝေပေးသွားမယ့်အကြောင်းအရာလေးကတော့လင်မယားနှစ်ဦးပိုင်ပစ္စည်းကိုရောက်ချတဲ့အခါမှာပေါ့နော်ဝယ်ယူတဲ့သူတွေကဘယ်လိုမျိုးလေးတွေကိုတည်ထားဖို့လိုလဲဆိုတဲ့အကြောင်းအရာလေးကိုဆွေးနွေးမြဝေပေးသွားမှာဖြစ်ပါတယ်ရှင် အဲ့တော့ဗောနော်ကျမတို့ဒီမြန်မာတလိထုံနဲ့ရဆိုလို့ရှင်ဒါလင်မယားနှစ်ဦးပေါင်းသိနေထိုင်လာတဲ့လက်ထပ်ဘွားပစ္စည်းဗောနော်ပစ္စည်းတွေတိုးပွားလာတယ်ဆိုလို့ရှင်ဒီလက်ထပ်ဘွားပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ဒါလင်မယားနှစ်ဦးအတူပိုင်းနဲ့ပစ္စည်းတွေဖြစ်ပါတယ် ဲ့တော့တကယ်လို့ပေါ့နော်ဒီဝယ်ယူထားတဲ့မြေခွက်မှာဆိုလို့ရှိရင်ဒါဇနီးမယားအမိပေါက်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဟိုလင်းငင်ယောက်ျားအမိပေါက်တယ်ပေါ့နော်အဲ့တော့ဘသူရဲ့အမိပေါက်ပေါ့ဒီပစ္စည်းကလက်ထပ်ဘပစ္စည်းဖြစ်တဲ့အတွက်နှစ်ဦးအတူပိုင်ဆိုင်မှုရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တချို့ဆိုလို့ရှိရင်ကျွန်မဘယ်လိုမေးလဲဆိုလို့ရှိရင်တော့အဲလင်းမယားနှစ်ဦးမှာပေါ့နော်ဒီအမျိုးသမီးကသူ့အမိပေါက်နေတယ်ဒီအမိပေါက်နေတဲ့ဟာနဲ့ပတ်သက်ပြီးတော့အမျိုးသမီးကသူ့ပိုင်နေအဲ့လိုပုံစံမျိုးမေး ယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့မဟုတ်ပါဘူးเนาะဒါလင်မယား2ဦးပိုင်ပစ္စည်းဖြစ်တဲ့အတွက်ဘသူရဲ့အမိပောက်ပေါ့ဒီပစ္စည်းက2ဦးတူပိုင်ပစ္စည်းဖြစ်ပါတယ်အဲ့တော့ဒီလိုပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်လင်ယောက်ျားကနေပြီးတော့မိန်းမမသိဘဲနဲ့ရောင်းချတယ်ဒါမှမဟုတ်မိန်းမကနေပြီးတော့လင်ယောက်ျားမသိဘဲနဲ့ပေါ့နော်ဒီမရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကိုရောင်းချတာဖြစ်တဲ့အတွက်ဒါတူပန်ပစ္စည်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဝေစုကိုပဲဒါရောင်းချခွင့်ရှိတယ်သူ့ဝေစုကိုရောင်းချတာပဲအတီးဖြစ်တယ်ဆိုပြီးတော့လေစီရင်တုံးတွေမှာလမ်းညွှန်ပြီးတော့လမ်းညွှန်ထုတ်ဖွဲ့ထားတာမျိုး credit yeah. ောင်နေပြီးတော့ဗောနော်လင်းယောက်ကြားကနေပြီးတော့အမျိုးသမီးမသိပဲနဲ့ဒီပစ္စည်းတစ်ခုကိုရောင်းချလိုက်မယ်ဆိုလို့ရှိရင်တော့သူရောင်းချတဲ့အပိုင်းကတော့ဒီဖြစ်ပေမဲ့ဗောနော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီတဝက်ပဲဗောနော်ရာထိုက်ခွင့်ရှိမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့လို့ဝယ်ယူတဲ့သူတွေအနေနဲ့လဲဗောနော်ဒီအိတ်ချမ်းမြေခွက်တွေဝယ်ယူတယ်ဆိုလို့ရှိရင်ဒီပစ္စည်းကလင်းမယားနှစ်ဦးဒူပိုင်နဲ့ပစ္စည်းလားနောက်တစ်ခုကအမွေဆိုင်ပစ္စည်းလားဗောနော်တရားစုံစမ်းပြီးတော့ဝယ်ယူသင့်တယ်လို့အမွေဆိုင်ဆိုလို့ရှိရင်လဲဒါအမွေဆိုင်တွေကနေပြီးတော့အကောင်ကသဘောတူညီကြအောင်လက်မှတ်ရေးထိုးပြီးရမှာဖြစ်တယ်ဗောနော်အတိတ်သက်သေးဖြစ် တော်လင်းနဲ့မရမှာဆိုလို့ရှင်လည်းမိမရောင်းနေဆိုရင်လည်းယောက်ျားအတိတ်တည်းဖြစ်ယောက်ျားအမိဘကိုရောင်းနေဆိုလို့ရှင်လည်းဇနီးမယားကနေပြီးတော့အတိတ်တည်းဖြစ်ဒါလက်မှတ်ရေးထိုးထားတာတော့ဒါဝယ်တဲ့သူတွေအတွက်ကိုတတိပြုသိတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မဒီနေ့ဆွေးနွေးပြီးတော့ဗောနော်မျှဝေပြီးသွားတဲ့အကြောင်းအရာလေးကိုဟိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်